မနက်ပြန်ပရီးမီးယားလီမှာနေစနစ်တူအသုံးပြုနေတဲ့နေပြနှစ်ဦးထိတ်တိုက်ရင်ဆိုင်ရမယ်ပွဲကောင်းတစ်ပွဲရှိတယ်ဗျတဖက်မှာကနေပြတက်တန်း6နှစ်ရှိနေပါပြီအသင်းကြီးတသင်းကိုကင်တွဲနိုင်ပါပြီဆိုပြီးတက်သေးပြဖို့လိုနေတဲ့စ조사နေတဲ့နေပြတူရဲ့တဖက်မှာကဒီထက်ကြီးတဲ့အသင်းကြီးတသင်းကိုပြောင်းလဲဖို့အခြေချင်းတွေအပြည့်ရှိနေပြီဆိုတော့နေပြတူရူဘီအမိုရီနဲ့အိုလီဗာကာစနာရဲ့ထိပ်ပြရှင်ပြန်မှု ဘာသူကအားလုံးပဲမင်္ဂလာပါခင်ဗျကဲကျွန်တော်တို့မန်တက်ဖြန်ကန်ရမယ် Manchester United နဲ့ Crystal Palace ဆောက်လန်နဲ့မှာသွားကန်မယ် Crystal Palace အင်ကွေးမှာမနော်သွားကန်မယ်အပွဲချုပ်သုံးသက်ချက်လေးကိုကျွန်တော်လုပ်ချင်တယ်ဗျဒီအပွဲချုပ်သုံးသက်ချက်ကိုတော့ကျွန်တော်အပိုင်းနှစ်ပိုင်းခွဲပြီးလုပ်မယ်ဒါကတော့အပိုင်းတစ်ပေါ့နော်ဘာကြောင့်ဒီလိုမျိုးအပိုင်းနှစ်ပိုင်းခွဲရလဲဆိုတော့ကျွန်တော်အနေနဲ့ပြောစရာတွေအများကြီးရှိလို့ဗျအရင်ဗီဒီယိုကရှိပါတယ်။ဘာကြောင့်ပြောစရာတွေအများကြီးရှိလဲဆိုတော့အပြည့်အစုံနဲ့ပြောမှလည်းဒီပွဲအတွက်တရားမျှတမယ် နီးပြားနှစ်ဦးလုံးတဲ့အတွက်လည်းတရားမြင့်မြတ်တာမယ်လို့ကျွန်တော် မြင်တယ်သူတစ်ဖက်ကတော့ကျွန်တော်တို့ရဲ့ Manchester United ပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်အပိုင်းတစ်ပိုင်းခွဲကြတယ်ပထမအုပ်နေတဲ့အပိုင်းမှာတော့ကျွန်တော် Crystal Palace ရဲ့အကြောင်းအထူးသဖြင့်ပို့ပြီးတော့ပြောသွားမယ်ဒုတိယအပိုင်းမှာတော့ Manchester United ရဲ့အကြောင်းကိုကျွန်တော်ပြောသွားမယ်ပေါ့နော်ပထမအုပ်အနေနဲ့ကျွန်တော်တို့အနေနဲ့အရင်ဆုံးကျွန်တော်ပြောချင်တဲ့စကားတစ်ခုရှိတယ်အဲ့ဒါကတော့စကားဆက်အနေနဲ့ပြောချင်တာပေါ့နော်ဒီစကားဆက်တွေကတဲ့သွင်းမစင်းစားလို့မရတဲ့အခြေအနေမှာရှိတယ်ဗျ ကျွန်တော်တို့အနေနဲ့ဒီနီးပြနှစ်ဦးဒီနီးစနစ်တပုံစံလေးကိုသုံးရတယ်တသိန်းကရှော့မယ်တသိန်းကနိုင်မယ်အဲ့လိုမျိုးတွေးနေတာတဲ့ဒီနေ့နေ့တင်းကဘယ်လိုနေရာမျိုးမှာရောက်နေပြီဆိုတော့ကျွန်တော်ထည့်သွင်းစဉ်းစားရမှာဗျအဲ့တော့အဲ့စကားဆက်မှာကျွန်တော်အနေနဲ့ပြောချင်တာပထမအဆုံးပြောချင်တာကတော့ Crystal Palace ရဲ့ key ပေါက်နေတဲ့ရောက်နှုံးနေ Manchester United နဲ့ key ပေါက်နေတဲ့ရောက်နှုံးကမတူအဲ့ဒါကတော့ကျွန်တော်တို့အနေနဲ့ထည့်သွင်းစဉ်းစားရမယ်အဲ့တော့မှတရားမြတ်တာအဲ့ဒါဘာကြောင့်ကျွန်တော်အဲ့စကားပြောရလဲဆိုတော့ Oliver Gassner နဲ့ Crystal Palace တိစောက်ထားတာက80ရာခိုင်နှုန်းလောက်တိရှိနေပြီ Manchester United အမိုရင်တိစောက်နေတာတကယ်တမ်းပြောရရင်20ရာခိုင်နှုန်း30ရာခိုင်နှုန်းအဆင့်မှာပဲရှိတယ်အဲ့တော့သူတို့ပန်းတိုင်းတစ်ပန်းတိုင်းကိုတွားနေတဲ့နေရာမှာ key point တော့အရန်กว่าချားနေတယ်အဲ့ဒါကအလွယ်ကိုအပေါ်ရန်ပြောမယ်ဆိုလို့ရှိရင်ဗျာအမိုရင်ရောက်လာတာမကြသေးဘူး Oliver Casna ရောက်နေတာကြားတယ်။အဲ့ထက်ပိုပြီးနတ်နဲစွာကြည့်မယ်ဆိုလို့ရှိရင် Crystal Palace က Oliver Casna မရောက်ခင် Ryan Hudson နဲ့အဲ့မတိုင်ခင် Vieira တို့ခစ်တဲ့အခါကို Oliver Kastner အတွက်အသင်းကပြောင်းလဲနေကြတာ the three back system ကိုပြောင်းလဲနိုင်ဘာဖြစ်လို့လဲဆိုတော့ Premier League မှာက three back system အသုံးပြုတဲ့အသင်းတွေကအရင်ရှားတယ်ဘာကြောင့်အသုံးပြုအဲ့လောက်ရှားလဲဆိုတော့ four back system 442 system အသင်းတစ်သင်းကနေပြီးတော့ three back system ကိုပြောင်းနေတဲ့အခါမှာအထူးသဖြင့်အရေးကြီးဆုံးအလုပ်ရမယ့်အလုပ်ကအသင်းတစ်သင်းလုံးကိုဖျက်ဆီးပြရတယ်ဗျပုံစံနေမတူလို့အဲ့ဒါကြောင့်မလို့ Premier League တော်တော်များများအသင်းတွေက442တို့ကနေလာခဲ့တဲ့433 system ကနေပြီးတော့အခုအချိန်မှာ three back system ကိုပြောင်းလဲဖို့သူတို့အရန်ကို လက်နှီးနေကြတယ်လက်တွန့်နေကြတာပေါ့နော်ကဘာကြီးတခုလို့တော်တော်များများအသေးနေတာ3 bet system ပြောင်းလဲလာတာဗျာ3 bet system ကဘာကြောင့်လဲဆိုတော့အရာရာကိုသူပြောင်းလဲနိုင်တယ်ပြီး overload ပို့ပြီးလုံနိုင်တယ်ရှည်တန်းပို့ပြီးတိုက်စစ်စင်နိုင်တယ်နောက်တန်းပို့ပြီးခံစစ်ကောင်းတယ်ပြီးတော့ဒီ3 3 bet ကနေ442ပြောင်းလို့ရတယ်43မျိုးစုံကစားလို့ရတယ်အတွက်3 bet system မှာတော်တော်များများလူတွေကသုံးလာမယ်အထူးသဖြင့် modern ပါဒါပေမဲ့ premier league ကလည်းအခုချိန်မှာစပြီးတော့စူးစမ်းနေပြီဒါပေမဲ့အသင်းတော်တော်များများကပြောင်းလဲဖို့ကမလွယ်တကူသေးဘူး ဖြည်းဖြည်းချင်းပဲပြောင်းလဲကြည့်ကြတာအဲ့ဒီတော့ Crystal Palace က VR kit တွေကဘာကြောင့်အဲ့လိုမျိုးပြောင်းလဲနေလဲဆိုတော့သူတို့ရဲ့ခေါ်တဲ့ကစားသမားပုံစံပေါ့နော်အဲ့ဒါတွေကသူတို့ကနောက်တန်းကိုတစ်နှစ်ထဲမှာဆိုလို့ရှိရင်3ယောက်4ယောက်ကိုပြစ်ပြီးခေါ်တာဘာဖြစ်လို့လဲဆိုတော့ဒီနောက်တန်းသူတို့အားဖြည့်ခဲ့တာလုံခဲ့တဲ့ Oliver Kassner ရောက်တာဆိုလို့ရှိရင်နှစ်နှစ်3နှစ်ရှိခဲ့ပြီ3နှစ်နီးပါးပြီတော့မယ်အဲ့မတိုင်ခင် Ryan Hansen ပြီးတော့ Pierre အဲ့တော့2021လောက်တဲ့အချိန်ကအခုချိန်မှာစပြီးတော့တိစောက်နေကြတာဗျအားလုံးက4နှစ်5နှစ်လောက်ရှိခဲ့ပြီ Crystal Palace ကိုတိစောက်ခဲ့တာ Crystal Palace ကအဲ့ဒီတော့ဟုတ်လည်းကတော့စနာမရောက်ခင်တဲ့အချိန်တွေမှာသူတို့ခေါ်တာဘသူတွေလဲဆိုတော့ Adam Watson တို့ Mino ဆို sorry အာ Oliver Casana ရောက်ရောက်ချင်းနှစ်မှာခေါ်တာက Adam Watson နဲ့ Mino အဲ့မတိုင်ခင်ကတော့ Richard တို့ Guyi တို့အာ Henderson တို့အဲ့လိုကစားသမားတွေသူတို့ခေါ်တာပေါ့နော်အခုလက်ရှိတုံးနေတဲ့ Crystal Palace အတင်းပွဲထွက်လူစင်းဆက်တီအောင်မှာဆိုလို့ရှိရင်အဲ့တော့ Adam Watson တို့ဒီဘက်က Mino ဆိုတော့သူတို့အရင်စခေါ်ခဲ့တယ်နောက်ပိုင်းမှာ Alice Azzi တို့ခေါ်တယ်ပြီးတော့ သူတို့မတက်တာကတော့အစောကြီးရရှိတာပေါ့နော်မတက်တာကောင်တာအန်ဒါဆန်တို့တွေချိန်နေအကူကြီးတို့ချိန်နေမတက်တာတို့ရှိတယ်။အဲ့လိုမျိုးနဲ့အသင်းကြီးကတပြေးပြေးတိဆောက်တာခဲ့တာပေါ့နော်အခုချိန်မှာအဲ့လိုတိဆောက်တာမန်ချက်စတာယူနိုက်တက်အနေနဲ့အခုချိန်မှာအနောက်တန်းတော့မှပြည့်စုံမလဲရသေးဘူးဗျ။အနောက်တန်းမှပြည့်စုံမလဲရသေးဘူး။အဲ့တော့အဲ့ဒါတွေအများကြီးထည့်တွင်းစဉ်းစားရပဲ။အဲ့ဒါနံပါတ်1စက္ကဆက်အနေနဲ့ကျွန်တော်ပြောချင်တာပေါ့နော်။အဲ့တော့နံပါတ်2စက္ကဆက်ကတော့ဗာလဲဆိုတော့နီးစနစ်ချင်းတူတယ်နီးပြနှစ်ဦးဒါပေမဲ့ ပုံတန်တန်ကစားတဲ့ပုံစံချင်းလုံးဝအောင်ကွဲပြားချနာတယ်။လုံးဝအောင်ကွဲပြားချနာတယ်။ဘာကြောင့်ကျွန်တော်အဲ့လိုစကားပြောရကြတဲ့ဆိုတော့ချင်းကျွန်တော် Crystal Palace ရဲ့ပုံစံကစားတဲ့ပုံစံအကြောင်းလေးကိုကျွန်တော်ဆက်ပြီးတော့ပြောသွားမယ်ဗျ။အခုချိန်မှာ Manchester United ရဲ့ age ကတတိယနေရာမှာရှိတယ် Premier League ဆေးရမှာ။ Manchester City ရဲ့အထက်မှာရှိတယ်။ပထမက Arsenal ၊ဒုတိယက Chelsea ပြီးတော့ Manchester United ။ Crystal Palace ရဲ့ age ကနံပါတ်9နေရာမှာရှိတယ်။ပထမအဦးဆုံး Ruben Amorim နဲ့ Oliver Gascoigne နဲ့တွေ့ခဲ့တဲ့ပွဲကတော့ Old Trafford မှာ2025 February လတော့ပါတော့။အဲ့ဒီချိန်တော့ ရူဘယ်အမိုရင်ရောက်တာ၄လလောက်ပဲရှိအောင်မယ်အတင်းကလည်းလုံးဝမမမဖြစ်မပြောင်းလဲရသေးဘူးအရှိတမ်းမှာအဲ့တော့ကိုမိုဘီမင်းနူးရဲ့ဂနာချိုရဲ့အမတ်ဒီယာလိုရဲ့၃ယောက်နဲ့ကစားရပါတော့ဒီပတ်ချက်မှာတော့ခရစ်စပယ်လစ်ဆာနှစ်ဂိုးသွင်းသွားတယ်မတ်တတာရဲ့ဂိုးတွေနဲ့အခုချိန်မှာတော့ Manchester United ကပြောင်းလဲသွားတဲ့ရှေ့တိုင်းပုံစံကြီးကတော့အရင်ကနဲ့ဘယ်လိုမှမတူတော့ဘူးနော်အရှိတမ်းကိုဘီမင်းနူးလည်းမဟုတ်တော့ဘူး force line လည်းမဟုတ်တော့ဘူးဒီဘက်မှာက ကန္တာချိုလည်းမဟုတ်တော့ဘူးဒီဘက်မှာအာမတ်ဒီယာလို့လည်းမဟုတ်မဟုတ်တော့ပျောင်းလဲသွားပြီအခုချိန်မှာအမ်ပူမိုးလို့ကုညာလို့ဆက်စကိုလို့ ਨੇ မန်ချက်စတာယူနိုက်တက်ရဲ့အရှိန်အားဖြည့်ထားတာပေါ့အဲ့ဒီတော့ဒုတိယစကားဆက်အနေနဲ့ကျွန်တော်တို့ထည့်သွင်းစဉ်းစားရမှာကနီးစနစ်ပိုင်းပါမန်ချက်စတာယူနိုက်တက်နဲ့ခရစ်စတယ်ပယ်လစ်နဲ့ကနီးစနစ်ပုံစံချင်း3 back system ချင်း3 4 3 system ချင်း3 4 2 1 system ချင်း2ပဲမဲ့သူတို့နှစ်ယောက်ကကစားတဲ့ပုံစံကလုံးဝကွဲပြားခြားနာတယ်ကွဲပြားခြားနာတာဘာကြောင့်လဲတော့ကျွန်တော်မသိဘူးမသိဘူးဆိုတာက ကစားသမားရှိနေတဲ့ပုံစံကြောင့်ပဲလားဒါမှမဟုတ်သူတို့ကစားကျင်တဲ့ပုံစံ style ကမတူတာလားတော့ကျွန်တော်မသိဘူးဒါပေမဲ့သူတို့နှစ်ယောက်ရဲ့ကစားတဲ့ပုံစံကအရန်ဝဲပြားချားနာတယ်အပေါ်ရန်လေးပဲအလွယ်ကူပြောမယ်ဆိုလို့ရှိရင် Robin Amorin က win ကနေရာမှာတွဲပြီးကစားတတ်တဲ့အချင်းရှိတယ်။ Chris Paulis ကအလဲတဲ့နေရာနေကစားတတ်တဲ့အချင်းရှိတယ် အဲ့နှစ်ခုကတော့လုံးဝမတူဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်ကပြောချက်ချင်းじゃဝင်းကဘာကြောင့် profile ကိုပြောချက်ချင်းလဲဆိုဝင်းကအခုချိန်မှာ Manchester United ကအလဲတန်းကတိတ်ပြီးအားနည်းနေသေးတဲ့အတွက်ဝင်းကိုသူတို့ဥစားပေးပြီးတော့ဝင်းမှာတွဲပြီးကစားနေရလို့လဲကျွန်တော်ထင်တယ်။အဲ့ဒါကြောင့်မလို့လဲကျွန်တော်ကအာ Ruben Amorim ကိုကျွန်တော် profile မတူလို့ပဲဒီနီးပုံစံမျိုးနဲ့မကစားသေးရလားလို့ကျွန်တော်ပြောရတာပေါ့နော်။ဘာလို့လဲဆိုတော့ Manchester United ကအလဲတန်းအားနည်းနေသေးတယ်။အဲ့တော့သူတို့အလဲတန်းကကစားဖို့မလွယ်ကူသေးဘူး။ကမာဒါ ਉਹ တော်မှ Oliver Casanova က ဒုတိယနှစ်ကျမှခေါ်နိုင်ခဲ့ပြီးတော့သူ Frankfurt ကနေသူခေါ်ခဲ့ပြီးတော့သူကစားခဲ့တာပေါ့နော်သူအဲ့ဒီကမာဒါရောက်လာတဲ့အချိန်မှာသူအလဲတန်းမှာအဒမ်ဝါတန်နဲ့တွဲပြီးတော့အလဲတန်းကိုကောင်းကောင်းကြီးကစားနိုင်တာကမာဒါရဲ့ possession progressive passing နဲ့ press proven ကအရင်ကောင်းတယ်အဲ့တော့အဲ့ကမာဒါမရောက်ခင်တော့ကသူလည်းအလဲအောင်တိတ်မကစားဝင်းနေရတယ်ကစားဖို့ကြိုးစားတယ်။ဒါပေမဲ့အခြေအနေမကောင်းအဲ့တော့ကပရစ်စပယ်လေးစား။အခု Manchester United ကအခုဝင်းပေါ်မှာတွဲပြီးတော့သူတို့ကစားဖို့ကြိုးစားနေတယ်အလဲတန်းအားနေတဲ့အတွက်ပြီးတော့ ဝဲမှာလည်းဒီကိုတက်လို့လို့ရှိတော့ကြောင်းဝင်းကိုတွဲပြီးကစားအားပေးရအဲ့တော့တစ်ဖက်ပါကကြတော့အဲ့ဒီဝင်းကိုတွဲပြီးကစားတဲ့အတွက်ဘာဖြစ်လဲဆိုတော့ဝင်းဘက်တွေမှာဒိုကူးရောလို့မျိုးအမတ်တို့လို့မျိုးဝင်းသမားတွေကအရှိကိုတွဲပြီးတော့ဘောလုံးလွတ်နေတာမရှိတော့ဒီမှာပါခရစ်စပယ်လစ်ကအလဲမှာအရန်ကစားနိုင်တဲ့အတွက်မြူးနော့ဆိုဒီဘက်ကမစ်ချယ်တို့ကအရန်ကိုအရှိကိုတတ်နိုင်တယ်ဘောလုံးလွတ်ပေါ့နော် off the ball မှာ off ball မှာအရန်အရှိနိုင်တတ်နိုင်တယ်အဲ့လိုမျိုးတတ်နိုင်တဲ့အတွက်ရုတ်တရက်အသေးနေရမထင်မဲနဲ့ တစ်ဖက်ချမ်းလွတ်လွတ်သွားတာလည်းများတယ်အဲ့တော့ခရစ်စဘဲလီစာအဲ့ဟာနေဂိုးရတာအရင်များတယ်အဲ့ဒီအတွက်လဲအခုချိန်မှာကျွန်တော်ပြောနေတယ်သူတို့နီးစနစ်ကမတူသေးဘူးပေါ့နော်အဲ့တော့ profile ညောက်မဲမတူတာလားဒီလိုမျိုးကိုကစားကြေလို့မတူလားလားဆိုတော့ကျွန်တော်နားမလည်ဘူးပါအဲ့တော့ကျွန်တော်တို့အနေနဲ့ဒီဗီဒီယိုမှာအထူးသဖြင့် Crystal Palace ရဲ့အကြောင်းလေးကိုကျွန်တော်ပြောချင်တယ်ပေါ့နော် Crystal Palace ကဘယ်လိုပုံစံမျိုးနဲ့ကစားလဲဆိုတာအဲ့တော့ကျွန်တော်အဲ့တော့ပထမဦးဆုံးအနေနဲ့သူတို့ရဲ့ကစားတဲ့ပုံစံလေးကိုတစ်ချက်ကြည့်ကြည့်လိုက်ဗျအဲ့ဒါပြီးွားတော့မှကျွန်တော်ဆက်ပြီးပြောပါမယ်နော် ဒီဘက်မူနော့စ်ဒီဘက်ကမစ်ချယ်မတ်တတာကောင်းတိုက်တာတောက်လျှောက်မတ်တတာကိုဖောက်ပေးတယ်ဝင်းဝင်ဆွစ်လုပ်တယ်အဲ့တော့ပထမဆုံးကျွန်တော်ပြောချင်တာကတော့သူတို့ရဲ့ passing ပုံစံပေါ့နော်သူတို့ရဲ့ကစားဘယ်လောက်ကစားတဲ့ပုံစံမျိုးသူတို့ဘယ်လိုပုံစံမျိုးနဲ့ကစားလဲဒီ break four နဲ့ပွဲမှာဆိုလို့ရှိရင်အထူးသဖြင့်ဘယ်လောက်ကစားတဲ့ပုံစံကအရှင်းကြီးပေါ့နော်ဒီဟာပုံစံကိုကြည့်မယ်ဆိုလို့ရှိရင်အမြဲတမ်းဒီ LCB ကိုသွားတာဗျ LCB ကဘာတူလဲဆိုတော့ GUI ကိုကြီးက Crystal Palace မှာနံပါတ်1ဘောလုံးပါစင်ပေးတဲ့ကစားသမား final သက်ကိုရောက်တဲ့အချိန်မှာကိုကြီးကနံပါတ်1နောက်တန်းနောက်တန်းသူနဲ့တူတာဆိုလို့ရှိရင် Van Dijk တို့ပဲရှိရ Van Dijk တို့ဆိုတာ high pressing ကြောင့်သူကအခုကသူက high pressing မှာမဟုတ်ဘူး big block အလောက် low ကနေပြီးတော့ကစားပြီးတော့ပါစင်ကို final သက်အထိတန်းပေးတဲ့ direct ပေးပေးတဲ့ဟာကကိုကြီးလို့ဘယ်သူမှမရှိ Premier League မှာကိုကြီးတယောက်ပဲရှိရအဲ့ကြောင့်မလဲအခုကြီးကအခုချိန်မှာကိုကြီးကိုအကုန်လုံးအသိနိုင်ရရှာတယ်သူရဲ့ပါစင်ကအရန်ကောင်းတယ် ခရစ်စပယ်လစ်ရဲ့အဓိကတော့ချက်တကယ် key player ကကိုကြီးတန်ကူကြီးတယောက်တည်းမဟုတ်ဘူးเนาะနောက်တန်း3កောင်ဆိုလုံးရဲ့ပါစီနေရအရန်កောင်းတယ်နောက်ချင်းပြောရင်မက်ဂျစ်အာခရစ်စပယ်လစ်တတင်းလုံးမှာပါစင်အများဆုံးကစားသမားတွေအကုန်လုံးကလာတာကနောက်တန်း3ယောက်နဲ့မစ်ချယ်လုံးနဲ့လာတာအလဲတန်းတော့သမားတွေတော့မဟုတ်အဲ့တော့ပထမဆုံးဂူကြီးကတော့အဲ့ဒီပွဲမှာဂူကြီးရဲ့အဓိကပါစင်ကဒီဘက်ချမ်းကိုလာတယ်ဂူကြီးရှီကဘောလုံးနေလာတယ် ဘောလုံးတွေကအဲ့ပုံစံမျိုးတွေလာတာဒီမှာဆိုလို့ရှိရင်လည်းကိုကြီးကိုကြည့်ကိုကြီးကအနောက်ကဟန်ဒါဆန်ကိုသူပြန်ပြီးတော့ဘောလုံးပေးတယ်ပြီးတော့ကိုကြီးဒီဘက်ခြမ်းကိုဝင်းထွက်သွားတယ်ကိုကြီးဘောလုံးကင်တယ်အမြင်အဓိကကိုကြီးပဲအမြင်နဲ့ဘောလုံးကင်တယ်အဲ့တော့သူကအဲ့လိုမျိုးဖြစ်တဲ့အတွက်အေဗာတန်ဟာရှေ့တန်းနှစ်ယောက်က press လုပ်တယ်အဲ့ဒီအချိန်မှာဒီဘက်ကိုကိုကြီးရောက်သွားတယ်ဒီမှာကာမာဒါဆင်းချပေးတယ်အဲ့ဒါနဲ့ဒီဘက်ကဘောလုံးကစားသမားနှစ်ယောက်ကိုဒီဘက်ကိုသူဆွဲထုတ်သွားတယ်အဲ့အနေပြီးတော့ဒီအလဲမှာထသွားပြီးတော့ကစားပေးနိုင်ဒီမှာဆိုလို့ရှိရင်လက်ခရော့စ်လက်ခရော့စ်က ကိုကြီးရောဘောလုံးသူအနောက်တန်းမှာပဲအမြဲတမ်းသူတို့ဘေးလော့လုပ်တယ်ပေါ့နော်ကိုကြီးရောသူဘောလုံးပေးလိုက်တဲ့အချိန်မှာမစ်ချယ်ရဲ့ကနေတဲ့ပုံစံကိုကြည့်ပြမစ်ချယ်ကဘာလုပ်လဲဆိုတော့အရှိကိုဆွဲထုတ်ပေးတယ်မစ်ချယ်ဆွဲထုတ်ပေးတယ်ဒီဘက်ဒီဘက်ဝင်းသမားကမစ်ချယ်နောက်ကိုလိုက်လာတယ် right wing back ကမှာအဲ့ဒီအချိန်မှာကိုကြီးဘာလုပ်လဲဆိုတော့မစ်ချယ်ကိုဘောလုံးမပေးဘူးကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ဒေါ်လို့တို့ဒိုဂူလို့ရှိလို့ရှိရင်အဲ့နေရာမှာပဲကျွန်တော်ဘောလုံးကပေးတာဘာလို့ဆိုတော့ကျွန်တော်ကလီဆန်ဒိုမာတီနက်စ်မရှိဘူးနောက်တန်းကနေပြီးတော့ဘောလုံးပေးနိုင်တယ်လူရှောကမှမရှိဘူး လို့ပြောရမှာကောင်း delete မပေးနိုင် landing ရောလို့လည်းမပေးနိုင်ကျွန်တော်တို့နောက်တက်မှာအဲ့လိုပဲပေါ်လုံးပေးနိုင်တယ်တရားမှမရှိဘူးအဲ့ဒီဟာစကားဆက်တယ်နော်အဲ့ဒါကြီးကျွန်တော်ထည့်သွင်းစဉ်းစားမှာအသေးနှစ်သိန်းရဲ့အခုချိန်မှာစခီးပေါက်နေတယ်ရောက်တော့အရန်กว่าလောဟာလောဟာကြီးတယ်အဲ့တော့ကိုကြီးက Michel ကိုဘောလုံးမပေးခင်မှာဆွဲထုတ်လိုက်တဲ့အချိန်မှာဘာလုပ်လဲဆိုတော့အဲ့အနောက်မှာ right wing back ကထွက်လာတယ်အဲ့အနောက်ကပေါ်နေရာကြီးကလွတ်သွားတဲ့နေရာမှာသူကပင်ညာကိုဆက်ပြီးတမ်းပြီးပေးလိုက်တယ် ကိုညာမှာတစ်ချိန်မှာနောက်တပေါင်းနောက်တစ်ချိန်မှာကျွန်တော်တို့လုံလာနိုင်တဲ့အရာတွေပေါ့ဗျာဘောလုံးကပညာရှင်ဘောလုံးရသွားတယ်ဒီမှာဆိုလဲဒီမန်နဆန်ဘောလုံးကသူကအရှိတီတက်တဲ့အတွက်နောက်တန်း3ယောက်ကနေအခုချိန်မှာနောက်တန်း4ယောက်ဖြစ်သွားပြီအဲ့တော့နောက်တန်း4ယောက်ဖြစ်သွားတဲ့အချိန်မှာသူကဘောလုံးကိုဒီမှာအရှိတီဝက်ဆမ်းရဲ့ကစားသမားတွေသူဆွဲထုတ်နေနိုင်တာပေါ့နော်နောက်တန်း4ယောက်ဖြစ်သွားပြီအဲ့ဒီမှာဘိုးဝမ်ဆိုကြည့်ဘိုးဝမ်ဆိုရင် तू ဂူယီကိုပဲကတ်ရမလို့လို့အန်ဒါဆန်ကိုပဲလောက်ရမလို့ ਨੇ तू ဂျားတဲ့ကနေ तू နေနေတယ်အဲ့ဒီမှာဟန်ဒါဆန်ရဲ့ဘောလုံးပေးတာကိုကြည့် န်ဒါဆန်အရှိတ်ဒီဘောလုံးကိုသူဟပ်ပြီးထန်းထည့်ပြီးတာ line breaking pass အဲ့ဒီကပညာဘောလုံးရသွားတဲ့အချိန်မှာဝက်ဆန်ကစားသမားတွေအကုန်လုံးကပတ်ပိုင်တယ်တလိုင်းလုံးတလိုင်းပေါ့နှစ်လိုင်းလုံး၅ယောက်ဆိုလုံးကပတ်ပိုင်တယ်အဲ့လိုပုံစံမျိုးနဲ့ Crystal Palace က breakdown နေလောက်တာအနောက်တန်းကပါစင်နေတယ်အဲ့တော့သူတို့ရဲ့ win တစ်ဖက်ကကျွန်တော်တို့ Manchester United နဲ့ဘာကွာတယ်လဲလို့ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်သူတို့ win တစ်ဖက်က build up လုပ်နေတဲ့အချိန်မှာအဲ့နှစ်ကောင်ကပါဝင်မပါဘူး ဘောလုံးလည်းမထီဘူးဘောလုံးလည်းမကစားဘူးအဓိကကိုယီတို့အက်ဒမ်ဝါတန်တို့အနောက်ကလာခရော့စ်တို့ကမာတာတို့ ਨੇ တွဲကစားတာအဲ့လိုတွဲကစားခြင်းအပြင်ဘာလုံးနိုင်လဲဆိုတော့ဝင်းမတ်နှစ်ကောင်ကအရှိထီတက်နိုင်တယ်ဘောလုံးမပါပဲ ਨੇ အဲ့တော့ဝင်းမတ်တယောက်ကလည်းသူတို့အာယုံလည်းမရဘူးတစ်ဖက်ကကစားသမားတွေကလည်းဘောလုံးပေါ်မှာအာယုံရနေတဲ့အခြေဆိုတော့ဝင်းမတ်တွေကလည်းသူတို့လိုက်ပြောမလိုက်နိုင်တော့အလဲတမ်းပဲဖြစ်ဖြစ်အဲ့တော့သူတို့အလဲတမ်းမှာပဲဘောလုံးကစားနေတာအဲ့တော့တစ်ဖက်အသင်းကအမြဲတမ်းအလဲတမ်းမှာပဲသူတို့အလုရှုပ်နေကြတယ် အဲ့ဒီမှာမျိုးနော့ဆယ်မေဂျာအဲ့လိုရှေ့ထိတက်ပြီးတော့ तू ကအဲ့အရှေ့တန်း၃ယောက်ကလည်းတို့ဘေးနှစ်ဖက်က width ပေးတဲ့အတွက်အမြဲတမ်းတို့ဘေးနှစ်ဖက်မှာအမြဲတမ်းအရှေ့နောက်တန်း၂ယောက်ကအရှေ့တက်တက်လာပေးတဲ့အတွက် five forward ဖြစ်သွားတယ်အမြဲတမ်း Manchester United မှာအခုအရန်ဒုက္ခရောက်နေတယ် five forward မလုံးနိုင်သေးဘူးအဲ့ဒီလိုမျိုးလုံးနိုင်တဲ့အတွက်ဘာလုံးနိုင်လဲဆိုတော့ Crystal Palace ရဲ့အရှေ့တန်း၃ယောက်ဖြစ်တဲ့ပညာရဲ့မတ်တတာရဲ့ဒီဘက်ကစားရဲ့၃ယောက်ကအထက်ကို ကျုံနိုင်တယ်လို့ကွန်ပိုက်လုပ်လို့ရတယ်။အဲ့လိုကွန်ပိုက်လုပ်လိုက်တဲ့အားဖြင့်တစ်ဖက်အသင်းရဲ့ကစားသမားတွေကိုဆွဲချက်ဆွဲချက်ချင်းတယ်လို့မျိုးလုပ်လိုက်တာ။အဲ့တော့နောက်တန်း၄ယောက်ဆိုလို့ရှိရင်နောက်တန်း၄ယောက်ကအဲ့လိုဆွဲချုံလိုက်တယ်၃ယောက်ကဆွဲချုံမြဲတဲ့အချိန်မှာဒီဘက်ဝင်းနှဖက်ကနိုးနိုးဆဲမစ်ချာကအမြဲလွတ်ထွက်နေတယ်။အဲ့သူတို့ကခရစ်စပယ်လေးစအဓိကတော့ချက်ပဲ။အဲ့နကောင်ဘေးကနေပြီးလွတ်ထွက်တယ်။၄ယောက်ကနောက်တန်း၄ယောက်သူတို့ကိုလည်းလိုက်ကာဖို့ကအရန်ခံတယ်။အကယ်သူတို့၂ယောက်ကိုလိုက်ကာမယ်ဆိုလို့ရှိရင်လည်းအလဲရကောင်တွေကိုတိုးဝင်လို့ရတယ်။အလဲရကောင်တွေတိုးမဝင်လည်း ဘေးကနှကောင်ကအမြဲလွတ်သွားတယ်။မှတ်တော့လို့ရှိရင်ကိုရီကိုကြည့်။ဒီမှာမစ်ချယ်ကုနာလိုပဲအဲ့လိုမျိုးနောက်ဆင်းလာပေးတဲ့အချိန်မှာကိုရီကမစ်ချယ်ကိုမပတ်ပဲနဲ့အထက်ကရှေ့ရောက်တန်းပြီးတော့ပညာတန်းပြီးထိုးပေးတာ။ပညာတန်းပြီးတော့ထိုးပေးတဲ့အတွက်အရှိမကသုံးရောက်ဖြစ်သွားပြီး line on breaking ဖြစ်သွားပြီ။အဲ့ဒီအချိန်မှာအကုန်လုံးက everdan ကပြနေပြီ။အရှိမကစားရဲမက်တတာရဲ့ပြေးပြီနောက်တန်းတစ်ယောက်ကဘာလို့လောရမှာမသိဘူးအဲ့တော့မလန်ကောကစားကိုကတ်တဲ့အချိန်မှာဒီဘက်ကပြေးတက်လာတဲ့မျိုးတော့ဆိုအမြင်နဲ့အမြင်နဲ့လွတ်နေအဲ့ဒါနေပဲကိုရရွာတာ ကျွန်တော် Manchester United တော့ကလည်းအဲ့လိုကစားမယ်လို့ထင်တာ Manchester United အဲ့လိုမလုပ်နိုင်ဘူး။ Arsenal ပွဲမှာဆိုလို့ရှိရင်ဒီဘက်မှာ Mitchell လွတ်နေတယ်။ Mitchell ဘောလုံးကိုသူကဒိုးခုနော် crossing ပေးပြီးတဲ့အချိန်မှာအထက်ကိုအမြဲတမ်း crossing ပေးတော့မယ်ဆိုလို့ရှိရင် Crystal Palace ကစားသမားတွေအကုန်လုံးကပေါက်ဆဲကိုထိပေးဝင်တာ။သူတို့ကလုံးဖို့သူကတိတယ်။ဒါပေမဲ့ကျွန်တော်တို့ profile တွေက Manchester United ကမလုပ်နိုင်ဘူးဖြစ်နေတာလေ။အဲ့တော့ Munoz ကအထက်ကိုလည်းရောက်သွားတယ်။အဲ့ဒီအချိန်မှာကျွန်တော်အတင်းနေတည်တည်လုံးအထက်ရောက်သွားတယ်။ဒီမှာဆိုလို့ရှိရင်ကိုကြီးကိုကြီးဆိုလဲ အာအဒါဝန်တန်နဲ့တွဲပြီးတော့ကစားတယ်အဒါဝန်တန်ကိုနှစ်ယောက်ကအာဆင်နယ်နှစ်ယောက်ကကတ်နေတယ်အဲ့ဇေတို့ဆင်းလာတယ်ဒီမှာကိုကြီးကအဒါဝန်တန်နဲ့တွဲတယ်ဒက်ကလန်ရိုက်ဆိုဆွဲထုတ်တယ်အဲ့ဒီမှာကမာတာကိုပေးတယ်ကမာတာကိုပြတ်လို့တယ်ဇူပါမန်ဒီကကတ်ပါတယ်အဲ့တော့ဇူပါမန်ဒီကိုထပ်ဆွဲထုတ်တယ်ဒီဘက်မှာထိနေတဲ့စားကိုပေးတယ် အဲ့အနေပြီးတော့ဒီအနောက်တိုင်းကြီးမှာသူတို့အကောင်လုံးထားခဲ့ပြန်ပြီအာဆင်နယ်ကိုအဲ့ဒီမှာနေပြန်ဂရီဘီရောသူဆက်ထုတ်တယ်ဒီပုံကိုသူတို့ရဲ့သတိထားမိတာမသိကျွန်တော်တို့အဗာတန်နဲ့ပွဲမှာတော့ကမန်ချက်စတာယူနိုက်တက်မိနစ်80အနောက်ပိုင်းမှာသူတို့လုံးဖို့ကြိုးစားနေတာဒီအနောက်မှာရစ်ချတ်တကောင်ပဲထားခဲ့တယ်အဲ့တုန်းကဆိုလို့ရှိရင်ဒလိတကောင်ပဲဒီနေရာမှာထားခဲ့တယ်ကျန်တဲ့ကောင်တွေအကောင်လုံးဒီမှာဟိုရှင်းပြရအခုမှတော့ကမာတာတို့အတမ်ဝါတန်တို့ပေါ့အဲ့နေရာတွေအကောင်လုံးပြီးတော့အထက်မှာပေါက်ဆဲမှာအကောင်ရောက်တယ်အဲ့နေရာမှာစုနေရသူတို့ကအကောင်လုံးအထက်မှာအရှိတဲ့ကောင်တိုက်စစ်ကိုအစုံနေပြီးတော့ပေါက်ဆဲမှာ9ယောက်လောက်ထားတာလား ီမှာဆိုလဲဂူကြီးဂူကြီးပြောပြတဲ့အချိန်မှာနောက်တစ်ခုကပညာဗျပညောပေါ့နော်ပညောကအစီကိုသူတို့ခရစ်စပယ်လစ်ကလွတ်လိုက်တဲ့အချိန်မှာပို့ပြီးတော့ခရစ်စပယ်လစ်ကစားတဲ့ပုံစံကပိုကောင်းသွားတယ်ကျွန်တော်ဘာကြောင့်အဲ့စကားပြောရလဲဆိုတော့အစီကအရင်တော့ပုံစံကဂိုးသွင်းတဲ့ပုံစံဘောလုံးဆွဲထုတ်တယ်ပုံကြအဲ့လိုမျိုးအစီကလောက်တဲ့အချိန်မှာဘသူတွေကမြုံနေဆိုတော့မတက်တာနဲ့စားနေကထင်သလောက် အလုံးမဖြစ်မြို့လေဒီနှစ်မှာပီနိုဝင်လာတဲ့အချိန်ဟာသူကပီနိုကဘရူနိုလို့လို့နံပါတ်10ကစားသမားမျိုးအိုဒဂါတို့မျိုးကစားသမားမျိုးသူကပါစင်ပေးဖို့အတွက်ကစားသမားမျိုးအဇေရီလို့ရှေ့ကိုဆွဲပေးပြီးတော့ကိုသွင်းတဲ့ကစားသမားမဟုတ်အဲ့ဒီအချိန်မှာမတတာလို့တဲ့စားတို့ကပို့ပြီးဒီနှစ်မှာဂိုးပို့ရတာဒီမှာဆိုလို့ရှိရင်ပီနိုဘောလုံးရတယ်ပီနိုဘောလုံးရပြီဆိုလို့ဒီနှစ်မှာဒီအသင်းကအရန်တည်လာပါတယ် သူ့ရဘောလုံးရပြီဆိုတာနဲ့သူ့ဟိုဘရူနိုဘောလုံးဖာနန်ဒက်ဘောလုံးရပြီဆိုတာနဲ့အရှိကိုပြေးတော့မယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ပင်ရောဘောလုံးရတဲ့ဟာသူကလွတ်လွတ်ချွတ်ချွတ်ပေါ်ရတာအမြဲတမ်းဘောလုံးရပြီဆိုတာနဲ့အကုန်လုံးအရှိကလူကြီးအကုန်လုံးကအရှိကိုပြေးတာသူ့ရှိတော့သူ့တို့ရှိဘောလုံးထိုးပေးတယ်ဆိုတာတည်တယ်စာတို့ဒီမူနော့စ်တို့ဒီဘက်ကမတ်တက်တာတို့သူ့တို့ဘောလုံးတန်းထိုးပေးတော့မယ်ဆိုတာသူတို့တိအဲ့တော့တမ်းပြီးကိုအရှိကိုတမ်းပြီးတာအဲ့ဒါဆိုလို့ချင်းဒီမှာစားကိုထိုးပေးလိုက်တယ်မပေါ်လုံးရအဲ့ဒီနှစ်မှာလည်းစားအဲ့ဒါကြောင့်မို့မနစ်ကတည်းပို့ပြီးတော့ကိုသွင်းနိုင်သွားတာစားက ဒီနှစ်မှာအရင်လိုမျိုးအလဲအထက်သူကအခုဝင်းနေလဲပုံပြီးထွက်လာတယ်ပြီးတော့အရှိတန်းကိုပေါင်းဆဲမှလည်းမတက်တာနဲ့422 442ပုံစံနဲ့အလဲအရှိတန်း၂ရောက်အဖြစ်နေတယ်ကစားတယ်အဲ့တော့စာဒီနှစ်မှာကိုးပို့ရတယ်ဒီမှာဆိုလဲသူ့ရဲ့သူ့ရဲ့ running ပေါ့နော်အရှိတော့သူပုံပြီးတက်တာကျွန်တော်တို့ကအဘုံမုံပေါ့ဗျာအဘုံမုံနဲ့တပုံစံနဲ့အဲ့ဒီဟာတနည်းအားပဲမှန်သေးတယ်ကျွန်တော်တို့စားတဲ့ပုံပြီး crystal palace ဆက်ပုံပြီးကောင်းတာကစားတဲ့ပုံပြီးကောင်းတာအဘုံမုံ ဲ့တနေရာပဲမှန်နေတယ်ကျန်တဲ့နေရာတွေအကုန်လုံးဒီ340 system တကောင်းမှမမှန်နေဘူးမကောင်းသေးဘူးခွေးဆက်ပဲလေးစမှာကောင်းနေတယ်ကောင်းနေအများကြီးပဲမှန်နေပြီဗျာတည်လား quality ပဲလို့တော့စားဆိုလို့ရှိရင် quality ကအမှုမူလောက် quality မရှိဘူးဒါပေမဲ့သူ့နေရာသူ့မှန်တယ်ဒီမှာနောက်တစ်ခုကျွန်တော် Zexi ကိုမလုံနိုင်ဘူး Everton နဲ့ပွဲမှာတော့ကအခု Sesco တို့လုတ်ဖို့စူးစမ်းနေတယ်။ Oiland တို့တစ်ချိန်လုံးကမလုံနိုင်ဘူး။သူတို့ရဲ့ Bella Play, Manchester ရဲ့လူခွာတဲ့ပုံစံတွေ နေရာရှာတဲ့ပုံစံလေးတမ်းပြီးတော့ရှေ့တန်းတို့တမ်းပြီး direct ပေးနိုင်တဲ့ပုံစံလေးတချက်ချင်းချင်းမန်တလာဘောလုံးရသွားရင်သူပါလို့အဲ့ဒီမှာဝင်းနေပြေးထွက်သွားပြီတမ်းပြီးဘောလုံးသူ့တမ်းပေးတာနောက်တမ်းကနေရှေ့တန်းကြည့်အိုးပေါ်မှာဝင်ချောရှိတယ်။အောက်မှာစားပြေးသွားတယ်။ရှေ့တန်းနေပြေးထွက်သွားတယ်။ဒီမှာဆိုလဲကာဗာနာဘောလုံးရသွားတယ်။မန်ဒတာအတော့ဒီစင်းယူပေးတယ်။ပြီးတော့ပြေးထွက်သွားတာကိုသူပြန်ပြီးဟာကြပြေးတယ်။ ဲ့ဒီ line breaking pass တွေ ਨੇ အတိအကအရှိမ hold up play ပေါ့နော်ကစားနိုင်တယ်စင်ကြီးရယ်အဲ့အဲ့ဒါတော့ principle လေးစဲကစားတဲ့ပုံစံပေါ့နော်သူတို့ဘယ်လိုပုံစံမျိုးနဲ့ကစားတယ်သူတို့ရဲ့နီးစနစ်ပိုင်းတွေပေါ့နီးစနစ်ပိုင်းပေါ့ပြန်ပြီးတော့အနှစ်ချုံးမှာဆိုလို့ရှိရင် crystal palace ကနှစ်ချက်ပေါ့နော်ပထမတစ်ချက်ကတော့သူတို့ကအလဲတန်းမှာကစားတယ်များတယ်ဘောလုံးကိုပြီးွားလို့ရှိရင်အရှိ့ကိုတန်းပြီးတော့ပေးတယ်ပြီးတော့ဝင်းတစ်ဖက်နဲ့တွဲတယ် မတက်တာကိုရှေ့ကိုတန်းပေးတယ်ပြီးွားရင်ဝင်းတစ်ဘက်ကတက်လာတယ်မျိုးနော့စ်တို့ဒါမှမဟုတ်ဒီဘက်ကမစ်ချယ်တို့ ਨੇ သူကတွဲပြီးတော့ကစားတယ်ပြောရရင်ပညာဘောလုံးပေးမယ်မတက်တာမပေးရင်ပညာပညာဘောလုံးပေးမယ်ပညာကဘောလုံးတန်းပြီးတော့မတက်တာလို့စားလို့ထိုးပေးမယ်အဲ့ရတပုံစံနဲ့ကစားတယ်နောက်ဒုတိယပုံစံကစားတဲ့ပုံစံကဘာလဲဆိုတော့အနောက်တန်းအနောက်တန်းကဘောလုံးကင်ပြီးကစားရမယ်ဘောလုံးကင်ထားမယ်ပြီးွားလို့ရှိရင်ဟိုအသင်းနေအသင်းနေအကုန်လုံးကိုသူတို့မြှားခေါ်မယ်ပြီးွားရင်ကိုကြီးတို့ကအလယ်တန်းတော့မဟုတ်ဘူးရှေ့တန်းဒီတန်းပြီးဘောလုံးတန်းပေးတယ်အဓိကမှာ Crystal Palace က အနောက်တန်း၃ယောက်က Lacrosse Richard ကိုရီတို့က Crystal Palace မှာဘောလုံးပါစင်အများဆုံးနောက်တန်းသူတို့ထက်ပို့ပြီးတော့ဘယ်နောက်တန်းအမှသူတို့လောက်ပါစင်မပေးဘူးပြီးတော့ပို့ပြီး accuracy ကလည်းကိုရီရဲ့ accuracy က Premier League မှာပါစင်ထဲမှာအကောင်းဆုံးဘောလုံးသမားအားလုံးကျေးဇူးအများကြီးတင်ပါတယ်အပိုင်းတင်ပါတွေ့ကြပါ